စီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Kitu Health Program ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုလေးမှာပြောပြပေးမယ့်အကြောင်းအရာကတော့ healthy diet ရဲ့အကောင်းကျိုးတွေနဲ့အတူ healthy diet ဖြစ်အောင်ဘယ်လိုနေထိုင်မလဲဆိုတာတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ခေတ်မှာလူတော်တော်များများက diet လုပ်ခြင်းဆိုတာနဲ့ရင်းနှီးနေကြပေမဲ့ healthy diet လုပ်ခြင်းနဲ့ပတ်သက်ပြီးတော့တိတ်ပြီးရှင်းလင်းမှုမရှိကြပါဘူးဒါကြောင့်မို့ဒီနေ့မှာတော့ healthy diet နဲ့ပတ်သက်ပြီးတော့အခန်းကဏ္ဍအားလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ် ဒီနေ့ဆွေးနွေးပေးသွားမယ့်အကြောင်းအရာတွေကတော့ healthy diet ဆိုတာပါလေ healthy diet ရဲ့အကောင်းဆုံးများ healthy diet ဖြစ်အောင်ဘယ်လိုနေထိုင်မလဲနဲ့ diet လုပ်ခြင်းနဲ့ healthy diet လုပ်ခြင်းကွဲပြားခြားနားချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ healthy diet ဆိုတာပါလဲနဲ့ healthy diet ရဲ့အကောင်းအကျိုးတွေ healthy diet ဖြစ်အောင်ဘယ်လိုနေထိုင်မလဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် healthy diet ဆိုတာပါလဲ healthy diet ဆိုတာကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို မျှတစွာရရှိစေဖို့စားသုံးတဲ့အစာအသောက်ပုံစံကိုဆိုလိုတာဖြစ်ပါတယ်။ဒီလိုစားသုံးမှုကကျန်းမာရေးကောင်းမွန်စေပြီးတော့ယောဂဖြစ်နိုင်ခြင်းကို short ချပေးနိုင်ပါတယ်။ healthy diet ပြုလုပ်မယ်ဆိုရင် vitamin နဲ့သတ္ထုဓာတ်ကျွဲဝတဲ့သစ်သီးနဲ့ဟင်သီးဟင်းရွက်တွေကို နေ့စဉ်စားသုံးသင့်ပါတယ်။ကြတာငါပဲအမျိုးမျိုးဥအမျိုးမျိုးလို့အစီနဲ့ပြီးတော့ပရိုတင်းတက်ကျွဲဝတဲ့အစာအစာတွေကိုစားသုံးသင့်ပါတယ် ဆန်လုံးညိုပေါမုံချန်းအုတ်ကြုံလိုဂျုံနဲ့ကောက်နှံတွေကိုရွေးချယ်စားသုံးသင်ပါတယ်။တန်လွင်စီထော့ပတ်သီးအခွန်မာသီးလိုမျိုးကျမ်းမာရေးနဲ့ညီညွတ်တဲ့အစီတွေကိုစားသုံးသင်ပါတယ်။တကြားနဲ့အငံတက်များတဲ့အစာအစာတွေကိုတော့ရှော့စားသင်ပါတယ်။ရေများများတောက်ပြီးတော့ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်သင်ပါတယ်။ healthy diet ကိုပုံမှန်လိုက်နာမယ်ဆိုရင်ကိုယ်လေးချိန်ထိန်းနိုင်တဲ့အပြင်နှလုံးရောဂါစီဂျိုကင်ဆာလိုရောဂါတွေဖြစ်နိုင်ခြေကိုရှော့ချနိုင်မယ်ဆွဲအနေတို့လာပြီးတော့စိတ်ချမ်းမာရေးကိုလည်းကောင်းမွန်လာစေမှာပါ ဒါကြောင့်မို့ healthy diet လို့ရခြင်းရဲ့အကောင်းကျိုးတွေကိုဆက်လက်ပြီးတော့အသေးစိတ်ဆွေးနွေးပေးသွားပါမယ်။ healthy diet ရဲ့အကောင်းကျိုးများ healthy diet ကိုပုံမှန်စားသုံးခြင်းနဲ့ရနိုင်တဲ့အကောင်းကျိုးတွေကအလွန်များပြားပါတယ်။ healthy diet ရဲ့အဓိကအကောင်းကျိုးတွေကတော့ကိုယ်အလေးချိန်ကိုထိန်းချိန်ပေးခြင်းကျမ်းမာရင်နဲ့ညညတဲ့အစာအစာတွေကကိုယ်အလေးချိန်ကိုမျှတစေပြီးအဝါလွန်ခြင်းကိုကောက်ွယ်ပေးနိုင်ပါတယ်။နှလုံးကျန်းမာရေးကိုမြင့်တင်ပေးခြင်း အစိနေပြီးတော့အာဟာရပြည့်ဝတဲ့အစားအစာတွေကသွေးတိုးနဲ့ကိုလက်စထရောကိုလျှော့ချပေးကနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။စီးကျူရောဂါကိုကာကွယ်ပေးခြင်းတကြားတက်နေပြီးတော့အမြင်တက်များတဲ့အစားအစာတွေကသွေးတွင်းတကြားတက်ကိုထိန်းညှိပေးပြီးတော့စီးကျူရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ခုခံအားစနစ်ကိုမြင့်တင်ပေးခြင်းဗီတာမင်နဲ့သတ္တုဓာတ်ကျွဲဝတဲ့အစားအစာတွေက ခုခံအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးမားတွေကိုတိုက်ထုတ်နိုင်စွာမြင့်တက်စေပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေခြင်း အမြင့်တက်ကျွယ်ဝတဲ့အစားအစာတွေကအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုကောက်ကွယ်ပေးနိုင်ပါတယ်။အုံနောက်နဲ့အာယုံကြောကျန်းမာရေးကိုမြင့်တင်ပေးခြင်း Omega 3 fatty acid နဲ့ vitamin B တွေပါဝင်တဲ့အစားအစာတွေကအုံနောက်လုံဆောင်ချက်ကိုမြင့်တင်ပေးပြီးတော့စိတ်ကြယောဂနဲ့စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးပါတယ်။အယိုးနဲ့သွားတွေကိုတန်မာစေခြင်း၊ calcium နဲ့ vitamin D ကျွဲဝတဲ့အစားအစာတွေကအယိုးနဲ့သွားတွေကိုတန်မာစေပြီးတော့အယိုးပွားယောဂကိုကာကွယ်ပေးနိုင်ပါတယ်။ စွမ်းအင်တိုးပွားစေခြင်းအာဟာရပြည့်ဝတဲ့အစားအစာတွေကကိုယ်ခန္ဓာအတွက်လိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်ပြီးပင်မနှွမ်းနယ်မှုကိုလျှော့ချပေးပါတယ်အိပ်စက်မှုကိုကောင်းမွန်စေခြင်းကျမ်းမာရင်နဲ့ညညွတ်တဲ့အစားအစာတွေကအိပ်စက်မှုအရေးအသွေးကိုမြင့်တင်ပေးပါတယ်။အသက်ရှည်စေခြင်း၊ကျန်းမာရင်နဲ့ညညွတ်တဲ့အစားအစာတွေကယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးပြီးအသက်ရှည်ရှည်နေထိုင်နိုင်စေပါတယ်။ဒါဆိုဆက်လက်ပြီးတော့ healthy diet ဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာတွေကိုပြပြပေးသွားပါမယ်။ healthy diet ဖြစ်အောင်ဘလို့နေထိုင်မလဲ healthy diet ကိုနေ့စဉ်ဘဝမှာထည့်သွင်းနိုင်မှုအခုပြောပြပေးသွားမယ့်အချက်လက်တွေကိုလိုက်နာသင်ပါတယ်အစားအစာကိုမျှတစွာစားသုံးပါဗီတာမင်နဲ့သတ္တုဓာတ်ကျွဲဝါတဲ့တစ်သီးနဲ့ဟင်းသီးဟင်းရက်တွေကိုနေ့စဉ်စားသုံးပါပရိုတင်းဓာတ်ကြက်သားငါပဲမျိုးမျိုးဥအမျိုးမျိုးလိုမျိုးအစီနဲ့ပြီးတော့ပရိုတင်းဓာတ်ကျွဲဝါတဲ့အစားအစာတွေကိုစားပါဆာလုံးညိုပေါင်ပေါင်ကျန်းအုတ်ချုံလိုဂျုံနဲ့ကောက်နှံတွေကိုရွေးချယ်စားသုံးပါ တန်လွင်စီထောပတ်ဒီအခွန်မာဒီလိုကျမ်းမိုက်နဲ့ညညွတ်တဲ့အစီတွေကိုစားသုံးပါ။တကြားနဲ့အငံကိုလျှော့စားပါ။တကြားနဲ့အငံတက်များတဲ့အစာအစာတွေကိုလျှော့စားတင်ပါတယ်။တကြားပတ်ဝန်းမှုများတဲ့အချိုရည်တွေတရေစာတွေကိုရှောင်ရှားပါ။ရေများများတောက်ပါ။တရက်ကိုရေရှိခွက်ကနေဆယ်ခွက်အထိတောက်ပါ။ရေဓာတ်ပြေဝချက်ကခန္ဓာကိုယ်လုံးဆောင်ချက်ကိုကောင်းမွန်စေပါတယ်။အစာကိုဖြည်းဖြည်းချင်းဝါးစားပါ။အစာကိုဖြည်းဖြည်းချင်းဝါးစားတာကအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့အစာချေလွယ်ပါတယ်။ အချို့အစားမျှတအောင်စားသုံးပါထမင်းဟင်းသီးဟင်းရွက်ပရိုတင်းဓာတ်အစီတွေကိုမျှတအောင်စားသုံးပါအစားအစာတွေကိုလွန်ကဲစွာမစားမိအောင်သတိထားသင့်ပါတယ်အချိန်မမှန်စားပါမနက်စာနေ့လယ်စာညစာကိုအချိန်မမှန်စားပါမနက်စာကိုမဖြစ်မနေစားပါကျမရင်နဲ့မညင်ညွတ်တဲ့အစားအစာတွေကိုရှောင်ကျင်ပါအစီများတဲ့အစားအစာအငန်ဓာတ်များတဲ့အစားအစာပြုပြင်ပြောင်းလဲထားတဲ့အစားအစာတွေကိုရှောင်ကျင်ပါကိုလက်လှုပ်ရှားမှုပုံမှန်လုပ်ပါ ကျမိုင်းနဲ့ညညွတ်တဲ့အစားအစာတွေနဲ့အတူကိုလက်လှူရှားမှုကိုပုံမှန်လုပ်ပါတနေ့ကိုမိနစ်30လောက်လမ်းလျှောက်တာဒီကျင့်ကံလှူတာတွေပြုလုပ်ပါအရေးဝဝအိပ်ပါတရက်ကို9နာရီကနေ10နာရီထိအိပ်ဆက်ပါအရေးဝကျန်ကခန္ဓာကိုယ်နဲ့စိတ်ကျမ်းမာရေးကိုကောင်းမွန်စေပါတယ်စိတ်ဖိစီးမှုကိုထိန်းချုပ်ပါစိတ်ဖိစီးမှုကိုထိန်းချုပ်ပြီးတော့စိတ်ပျော်ရွှင်အောင်နေထိုင်ပါယောဂတရားထိုင်တာစာဖတ်တာလိုမျိုးစိတ်ဖိစီးမှုရောနေစေတာတွေကိုလှူဆောင်ပါ healthy diet ဖြစ်အောင်နေထိုင်မှုဆိုရင်အစားအစာတွေကိုမျှတစွာစားသုံးပြီးကိုယ်လက်လှုပ်ရှားမှုနဲ့အေးအေးဝအောင်ခရူးစားရမှာဖြစ်ကောင်းမိမိရဲ့နေထိုင်မှုပုံစံကစမ်းမရည်ကိုကောင်းမွန်စေပြီးတော့ဘဝအရေးအတွေးကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ထပ်အပိုင်းမှာတော့ diet လှုပ်ခြင်းနဲ့ healthy diet လှုပ်ခြင်း၊ကွဲပြားခြားနားပုံနဲ့အတူကောင်းကျိုးဆိုးကျိုးတွေကိုရှင်တွေ့ပြီးအသေးစိတ်ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ diet လှုပ်ခြင်းနဲ့ healthy diet လှုပ်ခြင်း၊ကွဲပြားခြားနားချက် တော်တော်များများကဒိုင်ရိုက်လုပ်ခြင်းနဲ့ healthy diet လုပ်ခြင်းကတူညီတယ်လို့ထင်အောင်ထင်မှားဖြစ်နိုင်ပါတယ်။ဒိုင်ရိုက်လုပ်ခြင်းနဲ့ healthy diet လုပ်ခြင်းဟာမတူညီတဲ့ရည်ရွယ်ချက်တွေနဲ့နည်းလမ်းတွေရှိပါတယ်။ရည်ရွယ်ချက်ဒိုင်ရိုက်လုပ်ခြင်းဒိုင်ရိုက်လုပ်ခြင်းကကိုယ်လေးချိန်လျှော့ချဖို့ပုံသွင်းမှုဒါမှမဟုတ်တိကျတဲ့အီမန်းချက်တစ်ခုအတွက်ကန့်သက်စားသောက်မှုပုံစံကိုလိုက်နာရတာဖြစ်ပါတယ်။ဥပမာအပြင်ကာဗိုဟိုက်ဒရိတ်လျှော့ချပြီးစားတဲ့ဒိုင်ရိုက်အစီလျှော့စားတဲ့ဒိုင်ရိုက် healthy diet လုပ်ခြင်း healthy diet လုပ်ခြင်းကကျန်းမာရေးကောင်းမွန်စေဖို့ယောဂကာကွယ်ဖို့နဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုမျှတစွာရရှိစေဖို့ရည်ရွယ်ပါတယ်။စားသောက်မှုပုံစံ diet လုပ်ခြင်း diet တွေကအစာအစာတမျိုးမျိုးကိုရှောင်ကျဉ်တာဒါမှမဟုတ်အလွန်အမင်းကန့်သက်တာမျိုးပါဝင်နိုင်ပါတယ်။ဥပမာအားဖြင့် carbohydrate လုံးဝမစားတဲ့ keto diet အစာအစာကိုအချိန်ကန့်သက်ပြီးတော့စားတဲ့ intermittent fasting healthy diet လုပ်ခြင်း healthy diet မှာတော့အာဟာရဓာတ်အမျိုးမျိုးကိုမျှတစွာစားသုံးပါတယ်။တစ်သည်ဟင်းသီးဟင်းရွက်ပရိုတင်းကောက်နှံနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေကိုမျှတစွာစားသုံးနိုင်ပါတယ်။ကြာချိန် diet လုပ်ခြင်း diet တွေကရေတိုရီမှန်းချက်အတွက်ဖြစ်တာများပြီးတိကျတဲ့အချိန်ကာလအတွင်းမှာလိုက်နာရတာဖြစ်ပါတယ်။ဥပမာတစ်လ၃လစသဖြင့်ရှိပါတယ်။ healthy diet လုပ်ခြင်းကတော့ရေရှည်လိုက်နာရတဲ့နေထိုင်မှုပုံစံတစ်ခုဖြစ်ပြီးတစ်သက်လုံးကျင့်သုံးသင့်တဲ့အလေအထားဖြစ်ပါတယ်။အာဟာရဓာတ် ဒါရိုက်တွေကအာဟာရဓာတ်တွေကိုမျှတစွာမရရှိတာမျိုးဖြစ်စေနိုင်ပါတယ်။ဥပမာကာဘိုဟိုက်ဒရိတ်လျှော့စားတဲ့ဒါရိုက်မှာအမြင့်တက်နေနိုင်ခြေရှိပါတယ်။ healthy diet လို့ချင်မှာတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ vitamin သတ္ထုဓာတ်အမြင့်ဓာတ် protein ဓာတ်နဲ့အစီတွေကိုမျှတစွာရရှိစေနိုင်ပါတယ်။ကျန်းမာရေးပေါ်သက်ရောက်မှု diet တွေကမျှတမှုမရှိရင်အာဟာရချို့တက်မှုဇီဝကံမဖြစ်စဉ်ပြဿနာတွေဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့်ကိုယ်အလေးချိန်ပြန်တက်လာတာဇီဝကံမစနစ်နှိပ်ကွေးလာတာတွေဖြစ်နိုင်ပါတယ်။ ။ Healthy diet မှာတော့ကျန်းမာရေးကိုအထောက်အကူပြုပြီးယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးပါရယ်။ဥပမာနှလုံးယောဂစီးကျိုးကန်ချာရောဂ်ကိုကောက်ွယ်ပေးနိုင်ပါရယ်။စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုဒါရက်လောက်တာကစားသောက်မှုကိုအလွန်အမင်းကန့်တတ်ထားတာကြောင့်စိတ်ပြည့်စည်မှုနဲ့စိတ်ညစ်စရာတွေဖြစ်နိုင်ပါရယ်။ Healthy diet ကတော့စိတ်ကျန်းမာရေးကိုကောင်းမွန်စေပြီးစိတ်ပြည့်စည်မှုကိုလျှော့ချပေးပါရယ်။လူနေမှုပုံစံဓာတ်ရက်တွေကလူနေမှုပုံစံကိုယာယီပြောင်းလဲစေပြီးရေရှည်မှာတော့ထိမ့်သိမ့်ရခံနိုင်ပါတယ် ။ Healthy diet ကတော့လူနေမှုပုံစံတစ်ခုလုံးကိုပြောင်းလဲစေပြီးတော့ရေရှည်လိုက်နာနိုင်ပါတယ်။ diet လုပ်ခြင်းကရေတူရီမန်းချက်အတွက်ကန့်သက်စားသောက်မှုပုံစံဖြစ်ပြီး Healthy diet လုပ်ခြင်းကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံတစ်ခုဖြစ်ပါတယ်။ Healthy diet ကိုရေရှည်လိုက်နာခြင်းကကျန်းမာရေးကိုအထောက်အကူပြုပြီးဘဝအရည်အသွေးကိုမြင့်တင်ပေးနိုင်ပါတယ်။ အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကိုတော့ Better Health Channel, Science Credit, The Women Organization, National Institute of Health နဲ့ WebMD တို့ကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းကျမတို့ K12 အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူတုဒ္ဒရာစီမဲအကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်။